ဘာပေါ်မှာလူချင်းချင်းတက်ပြတ်မှုတွေညှဉ်းပန်းနှိမ်ဆက်မှုတွေဆိုတာနေ့စဉ်နဲ့များချားနေရတဲ့စိတ်ချမ်းမြေ့စရာတွေနေပါပဲ။ psychopath တွေ serial killer တွေဆိုတာကလည်းတကယ်အနေများပြီးလူအများကထိတ်တန့်ချုပ်ယွံ့ချရလောက်တွေ့အိမ်နဲ့အရဆက်ဆော့တက်ပြတ်ကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုချုပ်ယွံ့စရာထိတ်တန့်စရာကောင်းတဲ့ ဖြစ်တွေ့ချတဲ့အခါအရန်ထူးဆန်းတဲ့အလိန်စိတ်ဆန္ဒရှိတဲ့ psychopath တယောက်အချောင်းကိုတင်ဆက်ပေးသမှဖြစ်လို့အဆုံးသတ်လိုက်ပါချစ်ရှုပေးကြပါဟောကျွန်တော်ရဲ့ channel တွေလည်း subscribe လုပ်ရသေးဘူးဆိုရင်လည်းတော့ပြပြဖို့တောင်းဆိုချင်ပါတယ် အားလုံးပဲမြင်လာပါ knowledge to channel လေးမှာပြန်လေးကြိုးဆိုလိုက်ပါတယ်ဒီနေ့တင်ပြပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာပေါ်မှာရန်ရှာပါပြီးထူဆန်းတဲ့လိန်စိတ်ဆန္ဒရှိတဲ့ psychopath တယောက်ချောင်းပဲဖြစ်ပါတယ် psychopath လို့ပြောပြီးမယ့်သူကလူတက်သမားတယောက်တော့မဟုတ်ခဲ့ပါဟုတ်ပါရဲ့သူကလူတက်လူစိတ်ဖြစ်ပေါ်နေတဲ့စေယောဂတဲ့တယောက်တော့မဟုတ်ပါဒါပေမဲ့သူရဲ့စိတ်ဆန္ဒက သူရဲ့ခန္ဓာကိုယ်ကိုတစုံတယောက်ရဲ့တပ်ဖြတ်ဆသုံးခြင်းကိုခံရပြီးတစုံတယောက်ရဲ့ခန္ဓာကိုယ်အသွင်းမှာသစိတ်တပိုင်းအနေနဲ့တည်ရှိနေခြင်းစိတ်ပြင်းထန်နေခြင်းပဲဖြစ်ပါတယ်။ဤဖြစ်ပြဟာနှဆောင်တစ်ခုနဲ့ဂျန်လီနိုင်ငံမှာအမှတ်တကယ်ဖြစ်ဖြစ်ခဲ့တဲ့လူတမှုနဲ့လူသားစားဖို့အတွက်သဘောတူညီခဲ့တဲ့မှုခင်းတစ်ခုပဲဖြစ်ပါတယ်။ Baron Jorgen Brandes လို့ခေါ်တဲ့လူတယောက်ဟာ 1958ခုနှစ်ဇန်နဝါရီလ19ရက်နေ့မှာချောင်းဒီနိုင်ငံပါလည်းမြို့မှာမွေးဖွားခဲ့ပြီး ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတဲ့ကွန်ပျူတာအင်ဂျင်နီယာတယောက်ဖြစ်ပါတယ်။အပေါ်ရင်နေနေကြည့်ရင်တော့သူ့ရဲ့ဘဝပုံမှန်တိုင်းလည်းပတ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်မှာတော့သူဟာကနေဘလက်ဆင်လို့ခေါ်တဲ့လူသားစားခြင်းနဲ့ဆက်ကျွဲမြူတီလေးရှင်းလို့ခေါ်တဲ့ လင်ပန်းဆန်ရဖြတ်တော့ခြင်းကိုဆွေးနွေးနေတဲ့သူဆန်းတဲ့လင်စိတ်ဆန္ဒတွေရှိနေခဲ့တဲ့လူတယောက်ဖြစ်ပါတယ်။ဒီဆန္ဒတွေကပဲသူ့ကိုအမောင်မချမ်းကိုဆွေးခွသွားခဲ့ပါတော့တယ်။နောက်တစ်ခုနဲ့မှာ အာမေမေဝက်စ်လို့ခေါ်တဲ့ကွန်ပျူတာပြုပြင်ရေးတင်ညာရှင်တူဟာကန်နီဘယ်ကဖေးလို့ခေါ်တဲ့ internet forum တစ်ခုပေါ်မှာ သပြင်းချင်းကိုခံရပြီးသူဤစားသုံးချင်းကိုခံမှုအတွက်ဆန္ဒရှိသူတို့ကိုအလိုရှိကြောင်း post တစ်ခုကိုတင်ခဲ့ပါတယ်။ထိုအင်တာနက်ဖိုရမ်ကလည်းလူသားစားချင်းကိုစိတ်ဝင်စားတဲ့လူတွေစုဝေးရဲ့မိရတခုဖြစ်လို့မေဝက်စစ်ဖို့ဟာအထူးဆန်းတော်ဖြစ်မိခဲ့ပါ။မေဝက်စ်ကထိုပို့စ်ကို Frankie ဆိုတဲ့နာမည်နဲ့တင်ခဲ့တာဖြစ်ပြီးမေဝက်စ်ရဲ့ပို့စ်ကို Brandes ကမြင်ခဲ့ပြီးနောက်မှာတော့သူရဲ့တင်းစိတ်ထဲမှာပြင်းထန်လျက်ရှိနေတဲ့စိတ်ဆန္ဒတွေကိုအကောင့်ထဲပေါ်ရန်အတွက်ရရှိလာတဲ့အခွင့်အရေးကိုလွတ်လွတ်မခံပဲရှားယူဖို့ဆုံးဖြတ်ခဲ့ပြီးကာတာ99ဆိုတဲ့နာမည်ဝတ်နဲ့မီဝတ်စ်ရဲ့ post ကိုပြန်လဲတုံ့ပြန်ပြီးသဘောတူညီခဲ့ပါတယ်သူတို့နှုတ်ဦးကရက်ထရက်ပတ်များစွာစကားပြောဆိုခဲ့ကြပြီး ဘရန်ဒါစာမေဝတ်စီတပြတ်ချင်းနဲ့စားသုံးခြင်းကိုခံလို့တော့စိတ်ဆန္ဒပုံပုံခိုင်မာလာခဲ့ပါတယ်။ဒီလိုနဲ့ပဲဘရန်ဒါစ်နဲ့မေဝတ်စာနောက်တစ်ခုနဲ့မလ9ရက်နေ့မှာချောင်းလီနိုင်ငံအလဲပိုင်းမှာရှိတဲ့ဟိုတန်ဘတ်လို့ခေါ်တဲ့မြို့အနီးမှာရှိရလေတော့အိမ်မှာချင်းစုခဲ့ကြပါတယ်။ဘရန်ဒါစ်ဟာမေဝတ်စီလေတော့အိမ်ကိုမတော်ရောက်ခင်မှာသူဟာလောက်ကနေစပင်စားတော့ကူတမီကိုပြောဆိုပြီး ခွင့်ယူခဲ့ပါတယ်။သူ့အပြင်ဘရန်ဒက်ဆာသူ့ရဲ့ပန်းဆိုင်မှုအားလုံးကိုသူ့ချစ်သူဝင်းနီးချေတန်တို့လွှဲပြောင်းပေးဖို့လက်ရည်စာစုဆောင်ကိုလည်းရေးသားပြီးဖီလိုထဲမှာထားရှိခဲ့ပါတယ်။ကွန်ဒါရီကမေဝတ်စ်နဲ့ပတ်သက်ပြီးပြောဆိုထားသမျှအားလုံးကိုလည်းဖျက်ပစ်ခဲ့ပါတယ်။ဒီခေတ်တော့ပြီးလဲသူပြန်မလာနိုင်တော့ဘူးဆိုတော့က သူ့အတွက်တည်ကြနေခဲ့တာဖြစ်လို့အားလုံးကိုစနစ်တကျအစီအစဉ်ထားခဲ့ခြင်းပဲဖြစ်ပါတယ်။သူနောက်မှာတော့ Brenda ဆာမိဝတ်စနစ်ချင်းဆိုခဲ့တဲ့လေတော်အိမ်တို့ရောက်ရှိလာခဲ့ပါတော့တယ်။သူနှုတ်ဟာအရေးတူတူတောက်တုံးကြပြီး Brenda ဆာသူ့ကိုတပ်ဖြတ်ခြင်းမပြုမီသူ့ရဲ့လေအင်္ကာကိုအရင်ဆုံးဖျက်တော့ပြီးသူကစားတော့လို့ကြောင်းမိဝတ်စာပြောကြားခဲ့ပါတယ်။ မီဝက်ကလည်းဘရန်ဒက်ရဲ့သဘောဆန္ဒအတိုင်းလေအင်္ဂါကိုဖျက်တော့ပြီးသူတို့နှစ်ဦးစလုံးအဲ့ဒီအပိုင်းကိုစားတော့ရင်ကြိုးစားခဲ့ကြပါတယ်။ဒါမဲ့ဘရန်ဒက်စာတန်ရာပြင်းထန်စွာရရှိခဲ့ပြီးတိထွက်လွန်နေခဲ့တာကြောင့်မအောင်မြင်ခဲ့ပါဘူး။ဘရန်ဒက်စာလည်းအင်္ဂါကိုဖျက်တော့ခံရပြီးနားရည်အနေနဲ့ကြာပြီးနောက်ချီချိုးခံနေရထွက်လာပြီးဒရီလစ်တော့ခဲ့ပါတော့တယ်။ မေဝတ်စကာသူ့ကိုတရိပ်ပြန်လဲလာအောင်လုပ်ခဲ့ပြီးဘရန်ဒက်စာမနက်တိမခဏရင်သူ့ကိုဒါနဲ့ထိုးတက်ဖို့တပြောဆိုခဲ့ပါတယ်။သူနာမရောမေဝတ်စာဒီဖြစ်စဉ်ဒီတစ်ခုလုံးကိုဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါတယ်။ဘရန်ဒက်စာခဏအကြာမှာပဲတရိပ်ပြန်လဲသွားပြီးတဲ့နောက်မှာတော့မေဝတ်စာတီဝီလိုယူဆပြီးဘရန်ဒက်စီလေဘင်းကိုဒါနဲ့ထိုးပြီးတပြတ်ခဲ့ပါတယ်။တပြတ်ပြီးနောက်အလောင်းကို ပန်းထက်ခဲ့ပါတယ်အသားလုံးကပန်းစာတွေကိုရေခဲတက်တာတွေမှာထည့်သိမ်းထားခဲ့ပြီးခေါင်းကိုတော့ထိမ့်သိမ်းထားခဲ့ပါတယ်နောက်ပိုင်းရက်များမှာတော့မီဝါဆာဘရန်နက်ရဲ့အသား20ကီလိုဂရမ်လောက်ကိုစားသုံးခဲ့တယ်လို့မေခံခဲ့ပါတယ်ဒီဖြစ်စဉ်ဟာတနစ်ချော်ကြတဲ့အသည့်စုံစမ်းဖို့တော့နိုင်ကြတဲ့မရှိခဲ့ပါဘူး။ဒါပေမဲ့၂၀၀၂ခုနှစ်ဒီဇင်ဘာလရောက်တဲ့အခါမှာတော့ယူဝါဆာ အွန်လိုင်းပေါ်မှာအခြားသူတို့နဲ့စကားပြောဆိုရင်လူတယောက်ကိုတပ်ဖြတ်ပြီးစာသုံးခဲ့ခြင်းကိုဝါကြွားပြောဆိုမိရမှာရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးပြီးဖမ်းဆီးခဲ့ပါတော့တယ်။တရားရုံးမှာမေဝက်စ်ကိုလူတက်မှုနဲ့ထောင်ဒဏ်ရှင်းနဲ့ချမှတ်ခဲ့တော့လေ။နောက်ပိုင်းမှာတရားရုံးချုပ်ကနေပြန်လည်စီရင်ချက်ချပြီးတသက်တုံတီချမှတ်ခဲ့ပါတယ်။အမေမေဝက်စ်နဲ့ဘာနက်စတိုရဲ့ဖြစ်စဉ်ဟာ တကယ်ကိုရှားပါပြီလို့အများကလည်းအံ့ဩသုံးလို့ခဲ့ကြပါတယ်။ဘရနက်ဆာအလွန်ထူးဆန်းပြီး သူ့ဆန္ဒနဲ့သူ့ရဲ့ဘဝကိုညီကုံချုပ်ခဲ့ရသူတူဖြစ်ပြီးတပတ်ခါချင်းပြီးဆိုလေဒုက္ခသမားကိုသူကိုယ်ရန်ရေးသားခဲ့တော့လူတယောက်လိုပြောရင်လည်းမမှားပါဘူး။ဒါဆိုရင်ဒီဖြစ်ရဲ့ဒီမှာ fitting up တူဖြစ်မယ်။မီဝတ်စလာဘရန်ဒတ်စလာစရာဘောဖြေဆိုင် ဗီဒီယိုလေးကိုဆုံးသတ်ပါရစေ။ဆုံးသီးလိုက်ပါချစ်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးများမှာလည်းကျန်တဲ့ဆုံးတွေ့ချင်ပါသေးတယ်။